်မိအုပ်ဆောင်နဲ့တူလို့ဝေဖန်ခံနေရတဲ့စုပြည့်ရဲ့ဝစ်စုံအခုလက်ရှိမှာတော့စုပြည့်သင်းလက်ထက်ခွင့်တောင်းခံရတဲ့ညမှာဝစ်ဆင်ခဲ့တဲ့ဝစ်စုံဟာမိအုပ်ဆောင်နဲ့တူတဲ့စုပြည့်ဝေဖန်မှုတွေမြင့်တက်ခဲ့ပါတယ်တရုတ်ဆောင်ဟိဝင်ရန်ကဇနီးလောင်းလေးစုပြည့်သင်းကိုသူမရဲ့33နှစ်ပြည့်မွေးနေ့မှာ surprise လက်ထက်ခွင့်တောင်းခဲ့တာပါစုပြည့်ကလည်းသူမကြိုတင်မသိရှိထားတဲ့ဟိဝင်ရန်ရဲ့အပြုတ်မှုကြောင့်အံ့အားသင့်ခဲ့ရပြီးမျက်ရည်ကျတဲ့အထိကိုဝမ်းသာပျော်ရွှင်ခဲ့ရပါတယ်သူမအတွက်တင်းထောင်ချီတန်းတဲ့ဗဒမြားလက်ဆွတ်နဲ့ လက်ထပ်ခွင့်တောင်းခဲ့တာကြောင့်မြန်သူတိုင်းကအားကျအကြည့်ညွန်ခဲ့ရတာပါဒါပေမဲ့စုပြည့်ရဲ့ဝတ်ဆောင်တဲ့ပတ်သက်ပြီးဖက်ရှင်အမြင်မရှိတဲ့သူဖက်ရှင်ကအရန်ခွန်းနေဆိုပြီးတချို့ပြည်သက်တွေကဝေဖန်ခဲ့ကြပါတယ်စုပြည့်ဟောင်းမြန်မာနိုင်ငံကမင်းသမီးတွေထဲမှာဖက်ရှင်အမြင်မရှိတဲ့မင်းသမီးလို့လဲဝိုင်းပြောခဲ့ကြပါတယ်အမှန်တော့သူမရဲ့ဝတ်ဆောင်ကိုရောင်းမှဖြစ်တဲ့ဟင်းဝင်ရံရဲ့ညမအဲလာရွှေစင်ကဒီဇိုင်းနာရဒူးနဲ့အတူတိုင်မြင်ပြီးစီစဉ်ဖန်တီးပေးခဲ့တာပါဝိဆောင်နဲ့ပတ်သက်ပြီးသူမလိုချင်တဲ့ပုံစံကိုအသေးစိတ်ပြောပြခဲ့တာလည်းဖြစ်ပြီး လက်ထက်ခွင့်တောင်းတဲ့နေ့မှာစူးပြည့်လေးအလှဆုံးဖြစ်နေစေဖို့အတွက်စေတနာထားပြီးတော့စီစဉ်ပေးခဲ့ပါတယ်။ဒီဇိုင်နာရတုကစူးပြည့်ရဲ့ဝတ်စုံကိုသူ့ရဲ့တင်နန်းเจ้าကဆရာဆရာမတင်နန်းသားအလုံးပေါင်းအယောက်30နဲ့သုံးညမအိပ်ဖေးအပြင်းမှန်းခံဖန်တီထားခဲ့တာပါ။ဒီဇိုင်နာကသူ့ရဲ့ဝတ်စုံကိုအလှဆုံးလို့ထင်ခဲ့ပေမဲ့ပရိသတ်တွေရဲ့အမြင်နဲ့တော့သဘောထားကွဲလွဲမှုတွေရှိခဲ့ပါတယ်။ဝေဖန်သူအချို့ကတော့အကွက်ဖော်ထားတဲ့အစင်းလေးတောင်ကွက်တွေကမီလုံးအုပ်တဲ့အုပ်ဆောင်အကာနဲ့တူတယ်လို့ဆိုပါတယ်။တချို့ကခေါင်းဝင်းအရှိဟာ အနောက်ဘက်ကအရှိထက်အနှဲငယ်ပိုရှည်တင့်တယ်လို့ဆိုပါရယ်တချို့ကခေါင်းဝင်းအယောင်ဟာအယောင်မထွက်ဘူးလို့ဆိုရယ်တချို့ကငှက်မွေးတွေကျွတ်ပြီးတော့ကန့်နေတယ်လို့ဖြစ်နေတယ်လို့ဆိုရယ်တချို့ကပခုံးကျိုးကယော်ဒီယော်ရင်းနေမှုမြမဆဆန်လှတဲ့မင်းသမီးကိုကလက်တက်တက်ဖြစ်စေတယ်လို့လည်းဝေဖန်ခဲ့ပါရယ်ဒီဇိုင်နာရတုကတော့ဒီဝစ်ဆောင်ကိုလူအယောက်30နဲ့အသေးစိတ်ဖန်တီးထားတာဖြစ်ပြီးဒါကိုပညာရှင်တွေပဲနားလည်နိုင်မယ်လို့ပြောခဲ့ပါရယ်ပရိသတ်ကြီးအောင်ဘလို့မြင်ပါသလဲဒီဝစ်ဆောင်နဲ့စုပြင်းနဲ့လိုက်ဖက်တယ်လို့မြင်ပါသလား ကမမှာဖြစ်သွားပေးခဲ့ပါအောင်နော်။